တရားတိလရဲ့အကျင့်ခက်သိတော့သိတယ်သိတဲ့အတိုင်းလိုက်နာရှင်းသုံးဖို့မလွယ်ကူဘူးတဲ့သိတယ်ဆိုတဲ့နေရာမှာသင်ထားလို့သိတဲ့အသိကတစ်မျိုးပေါ့လက်တွေ့ရှင်းသုံးပြီးတော့သိတဲ့အသိကတစ်မျိုး အဲ့ဒီနှမျိုးထဲမှာသင်ထားလို့သိတဲ့အတိဟာလက်တွေ့ကျင့်သုံးပြီးတော့သိတဲ့အတိလောက်ခိုင်မာမှုရင့်ကျက်မှုမရှိဘူးပေါ့။ဘာဖြစ်လို့တ ত্ত্ব ဝါတွေဟာသိရတဲ့နဲ့မကျင့်နိုင်ကြတာလဲလို့ဆိုတော့မကျင့်နိုင်ခြင်းရဲ့အကြောင်းဖြစ်တဲ့ လောဘဒေါသမောဟစတဲ့ကိလေသာတွေရဲ့လွှမ်းမိုးမှုကအမတန်မှအားကောင်းပြီးတော့အသိဉာဏ်လေးကအားပြော့သေးသိမ့်နေလို့ပဲဖြစ်တယ်ပေါ့အကယ်၍သာအသိဉာဏ်ကလွှမ်းမိုးသွားမယ်ဆိုလို့ရှိရင်လောဘဒေါသမောဟစတဲ့ကိလေသာတွေက အအပြောညံ့သွားပြီအတိညာကလွှမ်းမိုးလာမယ်ဆိုလို့ရှိရင်တော့တရားသိလျက်အကျင့်ခက်เสียမရှိတော့ဘူးတဲ့တရားသိတဲ့အတိုင်းကျင့်ကြံကြိုးကိုအထုတ်နေမှာဖြစ်ပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေတတိထားဖို့ရကဘုရားမြတ်စွာသာသနာတော်မြတ်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာသိအောင်သင်ကြရမှာတော့နံပါတ်1 မလွဲမသွေလှုပ်ကြရမယ်။ဒါကြောင့်မို့မြတ်စွာဘုရားကလည်းသာသနာတော်မြတ်ကြီးကိုနမတိပရိယတ္တိသာသနာပရိယတ္တိဆိုတာသင်ယူခြင်းလို့တပည့်ရမသင်ယူဘဲနဲ့မြည်သူတဦးတယောက်ကတရားဓမ္မကိုသိလာနိုင်တာဆိုတာမရှိဘူး။ တရားနာတာဟာသိနေတဲ့သဘောပဲနားကနေကြားနာနေတာဟာသိယူခြင်းပဲအေးသိယူပြီးတဲ့နောက်မှာလက်တွေ့ကျင့်သုံးမှုဆိုတာနောက်ကလာရမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေထဲမှာဆိုပါစို့ဘုရားဆုစုကဆုံးမဩဝါဒပေးခဲ့တယ် သဗ္ဗပပတ္တအကရဏံနဲ့ယုံမှညစ်ကျုအကုသို့အမှုမန္တမြမလုံးနဲ့ဒါကဖရာဟောတာအဲ့ဒါကိုခွန်ကြီးတို့တို့သင်ရမယ်။ဗာလဲယုံမှညစ်ကျုအကုသို့မန္တမြမကောင်းမှုမလုံးနဲ့ဆိုတာဒီလိုသင်လိုက်ပြီးတဲ့နောက်မှာ ဒါကသင်တာသင်လိုက်တဲ့အခါကျတော့အကုသိုလ်ဆိုတာမလုပ်ရဘူးဆိုတဲ့အသည့်လေးကိုယ်တဏ္ဍာမှာရှိလာရှိလာတဲ့အတိုင်းအကုသိုလ်ကိုရှောင်နိုင်ဖို့မရှောင်ဘူးဆိုလို့ရှိရင်ဒါတရားသိလေရဲ့အကျင့်ခက်ဖြစ်တာပေါ့ကုသလသူပ္ပတ္တမရာမြတ်စွာဘုရားသခင်ကိုရောမြတ်က